အားလုံးပဲမင်္ဂလာပါရှင် Travel Idea Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါထိုင်းတို့ပတရားကနေကော့ကလန်ကျွန်းလေးကိုသွားခဲ့တဲ့ flow လေးဖြစ်ပါတယ်ကော့ကလန်ကိုတော့ပတရားဘာလီဟိုင်းပီယာကနေ speed boat နဲ့သွားလို့ရပြီးဈေးသက်သာတဲ့ ferry boat လေးတွေလည်းရှိပါတယ် speed boat ငားမယ်ဆိုရင်တော့စင်းလုံးငားကိုဘတ်2500ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပြီးအများနဲ့စီးရင်တော့တအူးကိုဘတ်200ဝန်းကျင်သာကျသင့်မှာဖြစ်ပါတယ် ဘာလီဟိုင်းကနေကော့ကလန်ကို ရေမိုင်အားဖြင့်9ကီလိုမီတာရှိပြီးတော့နာယူဝက်လောက်သွားရမှာဖြစ်ပါတယ်။ကော့ကလန်ကျွန်းလေးကတော့အကျယ်ဝန်းအားဖြင့်5.6စကွဲမီတာရှိပြီးတဲဖြူဖြူရေကြီးကြီးလေးတွေနဲ့အရန်လာပါတယ်။ဒါကြောင့်လည်းနေစဉ်ခီးသွားဧည့်သည်တွေနဲ့အပြည့်ဖြစ်နေတာပါ။ကော့ကလန်မှာတော့ beach အနေနဲ့9နေရာရှိပါတယ်။တာဝမ်း beach, Same beach, Tian beach, Niue beach, Taiyai beach တို့ဖြစ်ပါတယ်။ တာဝမ်ဘီချ်ကတော့ဒေးထရစ်လာတဲ့သူရမ်းများပြီးတော့လူရမ်းစီပါတယ်။ကျန်တဲ့ဘီချ်တွေကတော့ private ဆန်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်အီအီချမ်းချမ်းနေချင်တဲ့သူတွေကြိုက်ပါပဲရှင်။ကျွန်းကိုရောက်ရင်တော့ဆိုင်ကယ်ငါးပြီးကျွန်းပတ်လို့ရပါသေးတယ်။တုတ်တုတ်လေးတွေကားသေးလေးတွေလည်းတီးတံ့ငှားလို့ရပါတယ်။အခုမြင်နေရတဲ့ cafe အမည်ဆုံးမှာခနာလေးဆောင်ရပါမယ်။ဟိုတယ်ကနေကားလာကြိုဖို့ပြောထားပေးပါတယ်။ထိုင်ရိုးကတော့ private beach တစ်ခုဖြစ်တဲ့တာယိုင်း beach မှာနေခဲ့ပါတယ်။ Rimdale ဆိုတဲ့ resort လေးဖြစ်ပါရဲ့ရှင်။ Pebble Beach Sea View Resort လေးတွေကတော့အခြားနေရာထက်ဈေးပိုများနိုင်ပါတယ်။လှလဲလှပြီးအေးအေးချမ်းချမ်းလေးရှိလို့ပါ။ထိုက်တို့တဲခဲ့တဲ့ Rimdale Resort လေးကတော့တရက်ကို3000လောက်ကနေအခန်းအမျိုးအစားပေါ်မူတည်ပြီး8000လောက်ကြီးရှိပါတယ်။ထိုက်တို့နေခဲ့တဲ့အခန်းလေးက Sea View Lagoon Room လေးပါ။ဒီကတော့တရက်ကိုဘတ်4000တရာကျပြင်ပါတယ်။ အခန်းလေးကအသက်တင့်ကျယ်ပြီးအရာရှိမှလည်းဘက်သက်လေးတစ်လုံးနဲ့စီးပျူးကိုမြင်ရမှာပါ။ပေါ့ပလန်ကိုလာရင်တော့ဒီလို resort လေးမှာ AC အနားယူပြီးရေကစားခြင်းတဲ့အခါမှာပဲဖြစ်ဖြစ် water sport activity လေးတွေလုပ်ချင်တာပဲဖြစ်ဖြစ်7မိနစ်လောက် cycle မောင်းပြီး Taiwan Beach ကိုသွားတာပိုအဆင်ပြေပါတယ်။ Taiwan Beach လေးကတော့ရေတအားကြီးပြီးတဲတောင်ပြင်ဖြူဖြူပူပူလေးကိုတွေ့မြင်ရမှာပါ။ဒီကစားတဲ့သူတွေ activity လုပ်တဲ့သူတွေနဲ့အမြဲပြည့်နေတာပါ။ အဒီအားကနေမိသားစုလိုက်ဒီထရစ်လေးတွေလာကြတဲ့သူတွေလည်းများပါတယ်။ကော့ကလမ်မှာ easy အနားယူခြင်းရင်တော့ private beach လေးတွေမှာတည်တံ့တဲပြီးနားအီပါအီစာလေးဖတ်လိုက်စာလေးကြီးလိုက်ချီးလိုက်လို့ရတာအရမ်းမိုက်ပါတယ်။ပိုနေတဲ့ဟိုတယ်ကနေပြီးတော့အနီးနားပင်လယ်ပင်လယ်ကို snorkeling လုပ်ချင်တာပဲဖြစ်ဖြစ် scuba diving လုပ်ချင်တာပဲဖြစ်ဖြစ်ဒေတိုလေးတွေလည်း join လို့ရပါတယ်။တရားပဲရောက်ရင်တော့ဒီကျုံးလေးကလာလေတဲ့နဲ့အရန်လာတဲ့နေရာလေးတစ်ခုဖြစ်ပါလေ 我一直在担心。